မဟာတောဘူမိဆာလတ္တပါတုဘာဝယအခုလိုကြီးမားတဲ့ကြောင်းမဲ့ဖွယ်ကောင်းတော့မြင်းကလေးကြီးတုံလှုပ်သွားတာဖားချောင်းလေဘာအကြောင်းများရှိလို့ပါလဲအကြောင်းတရားကိုသိခြင်းလို့မြင်းပြန်အေးတဘာဝအားဖြင့်လောကဒီကနေ့ထီအောင်မြင်းကလေးတုံလှုပ်တယ်ဆိုတာရှိတာကြည့်ဘာကြောင့်လှုပ်တယ်ဆိုတာအကြောင်းမျိုးမျိုးရှိနိုင်တယ်ပေါ့ မြတ်စွာဘုရားက ရှန္နနာရဲ့မိကုံးကိုအေးစိစိပဲဖြေကြတယ်အနန္ဒာငရင်လှုပ်ဖို့ဆိုတာအကြောင်း၈မျိုးရှိတယ်အဲ့ဒီထဲကအကြောင်း၁မျိုးမျိုးကြောင့်လှုပ်ထတာဖြစ်တယ်ပေါ့သူကသူလှုပ်တာမဟုတ်ဘူးဘာကြောင့်မဲလှုပ်လို့အကြောင်းတစ်ခုတော့ရှိတယ်အေးခုခေတ်ဒီကြတော့အမျိုးမျိုးဖြေထုတ်ကြမှာပေါ့ဘာကြောင့်ငရင်လှုပ်တယ်ဆိုတာအမျိုးမျိုးဖြေထုတ်တယ် မြတ်စွာဘုရားကငရင်လှုပ်ခြင်းရဲ့အကြောင်းတွေကိုဖြေထုတ်ပေးထားတာရှင်းမျိုးရှိတယ်။ဘာကြောင့်ငရင်လှုပ်တယ်ဆိုတာအဲ့ဒီနေရာမှာ ရှင်အနန္ဒာကိုမြတ်စွာဘုရားကရှင်းပြတယ်။အထခောအနန္ဒဟိတုမဟာတောဘူမိသလတပါတုဘာဝါယကြီးမားတဲ့ငလျင်ကြီးတွေလှုပ်တယ်ဆိုတာဟာ အကြောင်း၈မျိုးရှိတယ်အဲ့ဒီအကြောင်း၈မျိုးတဲကတမျိုးမျိုးကြောင့်လှုပ်နိုင်တယ်အကြောင်း၈မျိုးကိုမြတ်စွာဘုရားက ရှင်းပြတဲ့အခါတဘာဝအကြောင်းတစ်ခုကိုရှင်းဦးစွာရှင်းပြတဘာဝအကြောင်းတစ်ခုဆိုတာဘာလဲလို့ဆိုရင်ဒီကဘာမြေကြီးရဲ့တည်နေပုံကို ပထမရှင်းဦးစွာမြတ်စွာဘုရားရှင်းပြတယ်အယံမဟာပထဝီဥဒေကေပဋိဋ္ဌိတာဟောဒီကဘာမြေကြီးဟာ ရေပေါ်မှာတည်ရှိနေပါလားကဘာမြေကြီးကရေပေါ်မှာတည်ရှိနေတယ်ဆိုတာစဉ်းစားကြည့်ပါဘယ်နေရာမှာပဲဖြစ်ဖြစ်ရေတွင်းတူးကြတယ်လေအဝီစီတွင်းနေတူးတယ်ဆိုမြေကြီးအောင်မှာရေတွေရှိနေတယ်ဆိုတာပြောလို့ရတာပဲပြီးတော့အခုခေတ်သိပ္ပံလေးနဲ့ကြည့်လိုက်မယ်ဆိုရင်ဒီကဘာမြေကြီးဆိုတာအာဒ်ပလန်နက်ခေါ်တာကဘာဂျုံလို့ အဲ့ဒီကဘာကျိုကြီးကတကယ်ကြည့်မယ်ဆိုလို့ရှိရင်အခုကောင်းကင်ရံကမြင်းနေရတဲ့လာကြီးလိုပဲအဝေးကနေကြည့်လို့ရှိရင်အဲ့ဒီပုံတရံပဲမြင်ရအရင်တုန်းကလာကဘာပေါ်ကနေပြီးတော့ကဘာပြည်ကြီးကိုလှမ်းပြီးတော့ရိုက်ထားတဲ့ပုံဟာဒီကဘာကြီးကလာကြီးလိုပဲဝိုင်းဆက်ကြည့်မြင်းနေရလာပေါ်ပထမဆုံးအချိန်ရောက်တဲ့အချိန်ကနေဓာတ်ပုံရိုက်လိုက်တဲ့ကဘာမြေကြီးရဲ့ပုံတရံဟာလဲ ဝန်ဝိုင်းပြီးတော့ကောင်းကင်ထဲမှာအနန္တအာဂါတအလွန်ကျယ်ဝန်းတဲ့ space ရှိတယ်မှာဒီလိုပုံမှန်တန်တန်ကြီးရှိတယ်